အားလုံးပဲမင်္ဂလာပါဒီနေ့ညာ passport လောက်တာနဲ့ပတ်သက်တဲ့ထိုင်းစားပြည်မြောက်ကိုကျွန်တော်လာအောင်ညပေးပါမယ်အဲနံပါတ်1ကတော့ကျွန်တော် passport လောက်ချင်တယ်ပေါ့နော်အဲဒီမှာကျွန်တော်မြန်မာစာလိတ်နည်းနည်းမှားနေလို့တစ်ချက်တော့ဖြည့်ကြည့်ပေးနော်အဲကျွန်တော် passport လောက်ချင်တယ်ဟိုထိုင်းလို့ဖုံသုံးကန်ထန် passport ခပ်အဲ့လိုပြောလို့ရတယ်နော်ဘောကဒါမှမဟုတ်ရှင်လည်းဖုံရဂျပန် passport ခပ်အဲ့လိုတုံးလဲရပါတယ်။အဲနံပါတ်2ကတော့ကျွန်တော် passport တန်ဆက်ချင်တယ်လို့ကိုကပြောချင်လို့ရှိရင်ဖုံသုံးကန်တော့ AU passport cup အဲမင်္ဂလိပ်ဆိုခအဲတုံးလို့ရအောင်နော်။ဒါမှမဟုတ်လည်းဖုံရချက်တော့ AU passport cup အလိုသုံးလဲရတယ်ပေါ့နော်ဒါလေးလည်းသိထားသင့်ပါတယ်ကိုထိုင်းမှာနေတဲ့သူတွေအတွက်ကဒါအသုံးဝင်တဲ့စကားလုံးလေးတွေပါအဲပြီးတော့နံပါတ်3ကကျွန်တော် passport ကတက်တန်းကုန်သွားပြီလို့ကိုကပြောချင်လို့ရှိရင်အဲ passport ခေါင်ပုံမော်အာယူလဲောက်နော် passport ခေါင်ပုံမော်အာယူလဲောက်ခပ်အဲလို့တုံးလေရနော်နောက်ကခလေးထည့်သွင်းရင်ကိုထည့်ကြည့်ရလို့ပြောအဲလိုမျိုးလေးထည့်သွင်းပို့ပြီးရင်ကြည့်ရပေါ့နော်အဲ passport ခေါင်ပုံမော်အာယူလဲောက်နော်ဒါဆိုရင်ကျွန်တော် passport ကတက်တန်းကုန်သွားပြီ ပြီးလို့ရှိရင်နံပါတ်၄ရကြတော့ passport လောက်တာဘယ်နှစ်လောက်ကြာလဲကိုကမေးချင်လို့ရှိရင်ထန် passport ချိန်ဝေလာ key 1เนาะအဲ့လိုပြောလို့ရနော်ထန် passport ချိန်ဝေလာ key 1เนาะ passport လောက်တာဘယ်လောက်ကြာလဲเนาะထန် passport ချိန်ဝေလာ key 1 cap เนาะဒါမှမဟုတ် key 1 car အဲအဲ့လိုမျိုးသုံးလို့ရတယ်เนาะနံပါတ်5ကဘာစာရေးစာတမ်းတွေတုံးရမှာလဲလို့ကိုကမေးချင်လို့ရှိရင်တောင်ချမ်းဧကစံအလိုင်းဘန့်ခါဒါမှမဟုတ်ရင်တောင်ချမ်းဧကစံအလိုင်းဘန့်ခါ င်ဘာဆိုင်စာတန်းနေ300မှာလဲပေါ့နော်အဲနံပါတ်6ကမပုံနေကက်300မှာလားလို့ကမေးချင်လို့ရှိရင်ချိုင်ပတ်ပချာချုံမိုင်းကပ်နော်ချိုင်ပတ်ပချာချုံမိုင်းကပ်ဒါမှမဟုတ်ချိုင်ပတ်ပချာချုံမိုင်းကာအဲမပုံနေကက်300မှာပေါ့နော်ဒီနေရာမှာမပုံနေဆိုတာကျွန်တော်မြန်မာမပုံနေကိုပြောတာဖြစ်ပါတယ်အဲထိုင်းလို့ဆိုရင်လည်းဒီမပုံနေကပတ်ပချာချုံပဲပေါ့နော်ပတ်ပချာချုံဒါဆိုမပုံနေကက်ကိုပြောတာဖြစ်တယ်အဲနံပါတ်ခွန်ကကျတော့တပ်ပုံပနပုံသုံးရမလဲလို့ကိုကမေးချင်လို့ရှိရင်တုံချိုင်လုံးထန်ကီပိုင်ခပ်နော်တုံချိုင်လုံးထန်ကီပိုင်ခါ အဲလိုမျိုးမေးလို့ရတယ်နော်နံပါတ်၈ကကြတော့ကုန်ကျစရိတ်ကဘယ်လောက်လဲခါချိုင်ချိုင်ထောက်တိုင်းဒါမို့ခါချိုင်ချိုင်ထောက်တိုင်းခပ်အဲကုန်ကျစရိတ်ကဘယ်လောက်လဲကုန်ကျစရိတ်ကိုခါချိုင်ချိုင်ပေါ့နော်အဲလိုမျိုးမေးလို့ရတယ်အဲနံပါတ်9ကကြတော့ passport အဲ passport ဆောက်ကဗမာလဲပေါ့နော်ဒါကတတိယဖြစ်ဖြစ်ရရဖြစ်ဖြစ်ကိုယ်မေးတဲ့မေးခွန်းတွေပေါ့နော်အဲ passport ယူထိနိုင်အဲကိုယ်အိမ်မှာကြံခဲ့တာလားဒါမှမဟုတ်ကိုယ်နဲ့ပါလာတာပေါ့နော်ဒါမျိုးမေးတာပေါ့ အဲနံပါတ်10ရကြတော့အဲ passport စာအုပ်ပြရမလားလို့ကိုကမေးကြည့်လို့ရှိရင်အဲတောက်ဆက်တန် passport my card နော်ဒါမှမဟုတ်တောက်ဆက်တန် passport my card အဲ passport စာအုပ်ပြရမလားပေါ့နော်အဲအဲ့လိုမျိုးလေးမေးလို့ရပါတယ်စတိတ်ကကြတော့ခမည်းရဲ့စာအုပ်ကိုကြည့်လို့ရမလားဒါကကတောင်းကြည့်ရပါတော့ရင်ကြည့်အောင်အရှိကခေါ်ဆိုတဲ့စကားလုံးလေးထည့်မယ်အဲခေါ်သူ passport ခေါ်ခွန်တိုင်းမိုင်အဲခေါ်သူ passport ခေါ်ခွန်တိုင်းမိုင်ခပ်အဲဒါမှမဟုတ်တိုင်းမိုင်ခါ အဲအနေနဲ့မှာခွန်ဆိုတဲ့နေရာမှာကိုကအဲအကိုဖြစ်ဖြစ်ညီလေးဖြစ်ထည့်တုံးလိုက်ရအောင်နော်ခေါ်တူပတ်စပို့ခေါင်ပြီးနိုင်တိုင်းမိုင်အဲခေါ်တူပတ်စပို့ခေါင်ပြီးတိုင်းမိုင်အဲ့လိုတုံးလဲရရနော်ခမရပတ်စပို့ကိုကြည့်လို့ရမလားကိုယ့်ပတ်စပို့ကိုကြည့်လို့ရမလားအဲ့လိုမျိုးမေးတာပေါ့နော်အဲနံပါတ်7ကကြတော့ပတ်စပို့စစ်ဆေးရဲ့ဂိတ်ကဘယ်မှာလဲဆိုကျွန်တော်တို့ခုဟိုဆိုကြပါစို့နေဆက်ကနေကျွန်တော်တို့ဝင်လာတယ်ပေါ့နော်အဲနေဆက်တွေမှာဂိတ်တွေရှိတယ်အဲပတ်စပို့စစ်တဲ့ဂိတ်တွေကိုပြောတာပေါ့နော်အဲထိုက်လို့ကတော့ဒန်ထရိုဝပတ်စပို့ယူထိနိုင် ဒန်ဒရိုဝဲပတ်စပို့ယူထိနိုင်ခါဒါမှမဟုတ်ဒန်ဒရိုဝဲပတ်စပို့ယူထိနိုင်ခါအဲ့လိုမျိုးမေးလို့ရတယ်နော်ဒန်ဒရိုဝဲနော်ဒန်ဒရိုဝဲပတ်စပို့ဆိုရင်ပတ်စပို့စစ်ဆေးတဲ့ဂိတ်ပေါ့နော်အဲ73ကကြတော့ကျွန်တော်ပတ်စပို့ပျောက်သွားတယ်လို့ကိုကပြောချင်လို့ရှိရင်ပတ်စပို့ခေါင်ပုံဟိုင်းနော်အဲ့လိုမျိုးပြောလို့ရတယ်ပတ်စပို့ခေါင်ပုံဟိုင်းအဲပြန်ဆက်လေးရကြတော့ passport ပြောက်ရင်ဘယ်လိုလုပ်ရမလဲလို့ကိုကမေးချင်လို့ရှိရှင်အဲတုံထိုင်ရငိုင်းထား passport ဟိုင်း เนาะအဲတုံထိုင်ရင်ငိုင်းခပ်ထပ်ပတ်စပို့ဟိုင်းเนาะအဲတုံထိုင်ရင်ငိုင်းဆိုတော့ဘယ်လိုလုပ်ရမလဲထပ်ပတ်စပို့ဟိုင်းပတ်စပို့စာကိုပျောက်သွားရင်ပေါ့အဲအဲ့လိုပုံစံလေးမေးလို့ရတယ်အင်း၁၅ကကြတော့ကျွန်တော်တို့စာအုပ်ပြောက်သွားရင်ဘယ်မှာအကြောင်းကြားရမလဲလို့ကိုကမေးချင်လို့ရှိရင်တောင်းပန်ကြံ့ခွန့်ထိနိုင်ခါဒါမှမဟုတ်ရင်ထိနိုင်ခါအဲအဲ့လိုမျိုးမေးလို့ရတယ်နော်ဒါကကိုစာအုပ်ပြောက်သွားရင်အကြောင်းကြားမဲ့နေရာကိုကမေးတာပေါ့အဲ၁၆ကကြတော့ passport စာအုပ်အသစ်ကိုဘယ်လိုတောင်းရမလဲလို့ကိုကမေးချင်လို့ရှိရင်တုံးခေါ် passport မှာရန်ငိုင်ခါ เนาะตองขอพาสปอร์ตมายังไงครับดามวยยังไงคะเอ่อพาสปอร์ตสาวเอติโกบโลตองยามเลยบ่เนาะ ถ้ากูเปลี่ยนช่อได้ปုံสันบ่เนาะ สักขุนอ่ะจ้ะรอเตี่ยวกูบลาวเลยลูกกูก็เมยจินรู้สิขุนลาท่องไลน์คะดามวยท่องไลน์ครับเอ่อไอ้ลูกเมียวเมยรู้ยาเนาะ เอ่อ78ก็จ้ะรอเอ่อเตี่ยวชิงไปยามาล่ะอารมณ์ปองไปยามาล่ะลูกกูก็เมยจินรู้สิต้องใจต่อขุนหรือใจลวนเนาะต้องใจต่อขุนหรือใจลวน တယောက်ချင်းပေးရမှာလားအားလုံးပေါင်းပြီးပေးရမှာလားဗောနော်ဒါကကြတော့ကိုကဘွဲသားတွေကိုမေးတာဗောနော်တယောက်ချင်းပေးရမှာလားအားလုံးပေါင်းပြီးပေးရမှာလားလို့ကမေးခြင်း၃ကြိုင်တော်ခွန်ရူကြိုင်လူဝံခပ်အဲအဲ့လိုမျိုးမေးလို့ရတယ်နော်အဲ၁၉ကကြတော့လူမှုကြီးရဲ့ယုံကဗမာလဲလို့ကမေးချင်လို့ရှိရင်စနက်ငန်တရဝခွန်ခေါမွန်ယူထိနိုင်ခါဒါမှမဟုတ်ယူထိနိုင်ခါအဲဒီစာရောင်းလေးကနည်းနည်းလေးရှိရယ်နော်တေချာလေးအဲကြည့်ပြီပေါ့နော်စနက်ငန်တရဝခွန်ခေါမွန် လူဝင်မှုကြီးကြဲရုံကိုပြောတာဖြစ်တယ်ဗောနော်အဲနံပါတ်20က sorry ဒီမှာကျွန်တော်မြန်မာစာကပေါ်နေသွားတူနေနော်အဲဘယ်ချင်းဖွင့်လဲလို့ကျွန်တော်ရေးချင်တာဗောနော်အဲ့ဒါလေးချောက်ဖြည့်ကြည့်ပြီဗောလူမှုကြီးကြဲရုံကဘယ်ချင်းဖွင့်လဲလို့ကိုကမေးချင်လို့ရှိရင်စနက်ငန်သူတို့ကခေါင်းခေါင်းမွန်အပိတ်ကီမုံနော်အဲဘယ်ချင်းဖွင့်လဲဗောနော်အဲ့လိုမျိုးပြောလို့ရစနက်ငန်သူတို့ကခေါင်းခေါင်းမွန်အပိတ်ကီမုံခပ်နော်ဒါမှမဟုတ်ပိတ်ကီမုံခါအဲ့လိုမျိုးမေးလို့ရပါတယ် 21ကကြတော့ passport ဘယ်တော့ပြီးမှလဲလို့ကိုကမေးချင်လို့ရှိရင် passport jersey မွန်လိုင်းနော် jersey မွန်လိုင်းခါဒါမှမဟုတ် jersey မွန်လိုင်းခါအဲ့လိုမျိုးမေးလို့ရတယ်နော်နံပါတ်22ကကြတော့အမြန်လုပ်ပြီးတဲ့ဝင်ဆောင်မှုရှိလားလို့ကိုကမေးချင်လို့ရှိရင် my body can link to one mind cup ဒါမှမဟုတ် my body can link to one mind cup အဲ့လိုမျိုးမေးလို့ရတယ်နော်ဒါဆိုရင်အမြန်လုပ်ပြီးတဲ့ passport ကိုဆောင်မှုရှိလားလို့ကိုကမေးတာပေါ့နော်ဒီနေ့တော့ကျွန်တော်ဒီတော့လေးပဲလာအောင်မျှော်ပေးခြင်းပါတယ်အကြီးရှိပြည့်သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ